မင်္ဂလာပါခင်ဗျာရှကုတ်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံကိုဆက်အနာသိမ်းမှုနဲ့ချက်ချုံကြအောင်ဖျက်ဆီးလိုက်တဲ့အကြမ်းဖက်စစ်တပ်ကပဲတဖန်ပြန်ပြီးတော့ NLD အစိုးရကဒီမိုကရေစီစနစ်ကိုရွေးချက်ရှိရှိဖျက်ဆီးခဲ့မှုကိုသူတို့စစ်တပ်ကပြန်လည်တိဆောက်ပေးနေရတယ်ဆိုပြီးစစ်တပ်ရဲ့ဝါဒဖြန့်ကျင်ခေါင်းဆောင်အကြမ်းဖက်ဇော်မင်းထွန်းကပြောဆိုလာပြန်ပါတယ်ကျပ်ဖတ်စစ်တကသူတို့လုံမဲ့အတူရောက်ရွေးကောက်ပွဲအတွက် နောက်ထပ်အမှုပညာရှင်တွေကိုချိန်ချောက်ပြီးတော့ဝါရဖြန့်ခိုင်းနေရမှာဒီုပ်ဆောင်တွေပြီးတဲ့နောက်အစိုးတော်တွေအလှည့်ကိုရောက်လာပြန်တဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပြပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အရခတတော် AA ဘိုချုပ်ထွန်းမြတ်နိုင်အပါဝင် AA ခေါင်းဆောင်တွေနဲ့ချင်းညီနောက် CB အဖွဲ့တို့တွေ့ဆုံပြီးအချက်ဖတ်စစ်တရဲ့တံပြန်ထိုးစစ်ကိုခံမှန်းပြင်ဆင်ပူးပေါင်းမှုအပြင်စီးရေးနိုင်ငံရေးစီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေးခဲ့ကြတယ်လို့ ချင်းညီနောင်ပြောရေးစုခွင့်ရှိသူ slime yoman ကရန်ကုန်ခေတ်တိကိုပြောပါတယ်ဒါကတော့ novel mala shiny ကပြုတ်လုတဲ့ချင်းညီနောင်ရန်မုံငွေရှာဖွေပွဲမှာပြောတော့တာဖြစ်ပြီးတွစ်ဆုံပွဲကိုတော့ october လအတွင်းကပြုတ်လုသွားတာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီတွစ်ဆုံမှုနဲ့ပတ်သက်လို့မှတ်တမ်းဓာတ်ပုံတွေထုတ်ပြန်ဖို့ရှိတယ်လို့လဲ slime yoman ကရန်ကုန်ခေတ်တိကိုပြောထားပါသေးတယ်အဲ့ဒီတွစ်ဆုံပွဲမှာအရခတော့အေးအေးဘုတ်ချုပ်ထွန်းမြနိုင်အပါဝင်အေးအေးခေါင်းဆောင်တွေနဲ့ချင်းညီနောင် cp အဖွဲ့တွေကြားအချမ်းဖက်စစ်တပ်ရဲ့တံပြန်ထိုးစစ်ကိုခံမှန်းပြင်ဆင်ပူးပေါင်းမှုအပြင် ဒေါ်လန်ရင်းနဲ့ပတ်သက်ပြီးစစ်ရေးနိုင်ငံရေးစီးပွားရေးကဏ္ဍတွေမှာအားလုံးပူးပေါင်းဆောင်ရွက်ဖို့အပါအဝင်ဒေါ်လန်ရင်းအလွန်ကာလမှာလေနိုင်ငံရေးမဟာမိတ်စီးပွားရေးမဟာမိတ်လူမျိုးချင်းအပြန်အလှန်ကူညီဖို့ကိစ္စရက်တွေကိုပါတပါးနဲ့ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ချင်းညီအောင်ပြောရေးဆိုခွင့်ရှိသူ slide ရောမန်ကပြောထားပါတယ်အဲ့ဒီတွေ့ဆုံပွဲမှာပဲအရခတ်တော့ AA ဘိုးချုပ်ထွန်မြတ်နိုင်အပါအဝင် AA ခေါင်းဆောင်တွေနဲ့ UL ခေါင်းဆောင်ဘိုင်းတွေကိုစုံစုံလုံလင်တွေ့ခဲ့ရတဲ့အကြောင်းဒေါ်လန်ရင်းကိုသူတို့အနေနဲ့ ဘလို့အစင်စင်ကြော်ဖြတ်ပြီးတိဆောက်လာကြတယ်လဲဆိုတာတွေကိုပါလေ့လာသိရှိခွင့်ရခဲ့တဲ့အကြောင်းကိုလည်းစလိုင်းယောမန်ကပြောထားပါသေးတယ်။လက်ရှိအရခတ်တော်အီအီဟာရခိုင်ပြည်နယ်မှာနောက်ဆုံးလက်ကျန်မြို့၃မြို့ကလွဲပြီးပြည်နယ်တစ်ခုလုံးမိဘကိုတိမ့်ပိုက်ထိန်းချုပ်ထားတယ်လို့တပတ်ကချင်းညီနောင် CB အဖွဲ့တွေကလည်းချင်းပြည်နယ်မှာမြို့တွေနဲ့မြို့နယ်အများပြားကိုလက်ရှိအချိန်ထိတိမ့်ပိုက်ထိန်းချုပ်ထားစေဖြစ်တယ်လို့အခုအခါအဲ့ဒီလိုအချက်ဖတ်စစ်တပ်ကိုရခိုင်နဲ့ချင်းပြည်နယ်ဘက်မှာနယ်လံမထူနိုင်အောင်တိုက်ခိုက်ချေမှုန်းထားတဲ့ အေအေဘိုးချုပ်ထွန်းမြတ်နိုင်အပါအဝင်ခေါင်းဆောင်ဘိုင်းတွေနဲ့ချင်းကြီးနောင်အဖွဲ့တွေတွဲဆုံပြီးအကြမ်းဖက်စစ်တပ်ရဲ့တံပြန်ထိုးစစ်ကိုခံမှန်းပြင်ဆင်ပူးပေါင်းမှုအပြင်စစ်ရေးနိုင်ငံရေးစီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့သိရပါပါခင်ဗျာတစ်ဖက်မှာတော့ မြန်မာနိုင်ငံကိုစံနာသိမ့်မှုနဲ့ချွတ်ချုံကြအောင်ဖျက်ဆီးလိုက်တဲ့အကြမ်းဖက်စစ်တပ်ကပဲတဖန်ပြန်ပြီးတော့ NLD အစိုးရကဒီမိုကရေစီစနစ်ကိုရွေကျက်ရှိရှိဖျက်ဆီးခဲ့မှုကိုသူတို့စစ်တပ်ကပြန်လည်တိစောက်ပေးနေရတယ်ဆိုပြီးစစ်တပ်ရဲ့ဝါရဖြန့်ကြီးခေါင်းဆောင်အကြမ်းဖက်ဇော်မင်းထွန်းကိုယ်တိုင်ပြောဆိုလာပြန်ပါတယ်။ဒါကြောင့်ဒီကနေ့နိုဝင်ဘာလ17ရက်နေ့မှာပဲအကြမ်းဖက်စစ်တပ်ရဲ့လက်ကင်ဒုတ်ဝါရဖြန့်သတင်းစာတွေကနေရောဝါရဖြန့် channel တွေကနေပါအကြမ်းဖက်ဇော်မင်းထွန်းကပြောဆိုလာပြန်တာပါ။အဓိကပြောသွားတာကတော့ သူတို့စစ်တပ်က NLD ကိုအမျက်တစေအပုတ်ချပြောဆိုနေကြအတိုင်းဒီတစ်ခေါက်မှလည်း NLD အစိုးရလက်ထက်ကမဲမတမာမှုဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းထပ်နေတဲ့အကြောင်းပါဝင်အဲ့ဒီကိစ္စကိုဖြေရှင်းပေးဖို့သူတို့စစ်တပ်ကအကြိမ်ကြိမ်တောင်းဆိုတာကို NLD အစိုးရကမဖြေရှင်းပေးဘဲလွှတ်တော်ခေါ်ခဲ့တဲ့အကြောင်းတွေအပြင် NLD အစိုးရကဒီမိုကရေစီစနစ်ကိုပါရွေးချယ်ရှိရှိဖြစ်စည်းခဲ့မှုကိုသူတို့စစ်တပ်ကပြန်လည်တိဆောက်ပေးနေရတယ်ဆိုပြီးအကြံဖတ်ဇော်မင်းတို့ကသူ့ရဲ့ထုံးစံအတိုင်း မဟုတ်မမှန်လိမ်လည်ဝါဒပြန့်မှုတွေကိုအခုလိုပဲပြောဆိုတွားပြန်တာပါဒီဖြစ်စဉ်နေမှာဘသူတွေကဥပဒေနဲ့အညီတရားနည်းလမ်းကျတောင်းဆိုခဲ့တယ်ဘသူတွေကဥပဒေကိုလစ်လူရှုမျက်ွယ်ပြုတ်ခဲ့တယ်လေဆိုတာပမိုင်းကြည်စီခြင်းလို့ပြန်ပြောပေးခြင်းဖြစ်ပါတယ်ဒီဖြစ်စဉ်နေမှာကျွန်တော်ကိုယ်တိုင်လည်းသတ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေနဲ့သတင်းစာရှင်းလင်းပွဲတွေအချိန်ကြီးပြုလုပ်ခဲ့တယ်နိုင်ငံတကာမီဒီယာရဲ့ရှေ့မှာပဲအထောက်အထားခိုင်လုံစွာနဲ့ ပြောပြခဲ့တဲ့အခေါက်အထားခိုင်မြေစွာနဲ့တက်တည်ပြခဲ့ပြီးဖြစ်ပါတယ်။မဲမတမာမှုဖြစ်ခဲ့တာကိုတရားနည်းလမ်းတကျဖြေရှင်းမပေးဘဲနိုင်ငံတော်အာဏာကိုအတ္တမနည်းနဲ့ရယူဖို့ကြိုးစားခဲ့တဲ့ NLD အစိုးရနဲ့သူတို့ဖွဲ့စည်းပေးတဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ကသာပြည်သူလူထုတရားလုံးနဲ့နိုင်ငံတော်ရဲ့စစ်မှန်စီမံပေးပါတဲ့ပါတီစုံဒီမိုကရေစီနဲ့ရှောက်လန်းမှုကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ပြည်သူတွေလည်းလောတောင်းကြခဲ့တဲ့ဒီလိုဖျက်ဆီးခံရတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကိုကျွန်တော်တို့ကနီးစနစ်ကြသွားပြန်လဲတိဆောက်ပေးနေခြင်းဖြစ်ပါတယ်ဒါပြင်လက်ရှိသူတို့စစ်တပ်ကလုံးမဲ့အတုအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်လို့လဲနိုင်ငံကကလက်မခံရင်တော့မြန်မာနိုင်ငံသားတွေကလက်ခံရင်လုံလောက်ပြီဆိုတဲ့အကြောင်းကိုလည်းအကြံဖက်ဇွန်မင်းထွန်းကပြောဆိုတော်ပြမာသေးတယ်။အဲ့ဒီလိုအကြံဖက်ဇွန်မင်းထွန်းကနိုင်ငံသားတွေလက်ခံရင်လုံလောက်ပြီလို့ပြောဆိုနေပြီပဲ။လက်ရှိသူတို့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကို နိုင်ငံငါကအတိမတ်ပြူတာမျိုးမရှိုံနဲ့မကနိုင်ငံအတွင်းကပြည်သူအများစုဟာလည်းလက်ခံမှုမရှိသလိုသူတို့စစ်တပ်ကိုထောက်ခံတဲ့လူတစုလောက်နဲ့သာအတင်းကျပ်ပြုလုပ်ဖို့စ조사နေတာဖြစ်ပြီးလက်ရှိမှာတဲ့သူတို့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲဟာမြန်မာတိုင်းငံလုံးကိုလွှမ်းခြုံနိုင်မှုမရှိတဲ့အပြင်လက်ရှိအချိန်ထိသူတို့စစ်တပ်ကလက်လွတ်ထားရတဲ့ဒေါ်လာရင်းတက်တွေထိန်းချုပ်ထားရမြို့တွေနဲ့မြို့နယ်ပေါင်းများစွာရှိနေသလိုအဲ့ဒီမြို့တွေနဲ့မြို့နယ်တွေမပါပဲ သူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့ပေါ်လေးတွေမှသာအတုအယောင်ရွေးကောက်ပွဲကိုအတင်းအကျပ်ပြုလုပ်ဖို့စ조사နေတာပဲဖြစ်ပါလိမ့်ခင်ဗျာတဖက်မှာတော့အကျင့်ဖက်စစ်တပ်ကသူတို့လုပ်မဲ့အတုအယောင်ရွေးကောက်ပွဲအတွက်နောက်ထပ်အမှုပညာရှင်တွေကိုချိန်ချောက်ပြီးတော့ဝါရဖြန့်ခိုင်းနေရမှာဒီဥဆောင်တွေပြီးတဲ့နောက်အစိုးတော်တွေအလှည့်ကိုရောက်လာပြန်ပြီဖြစ်ပါလိမ့်လက်ရှိအကြံဖတ်ဆန္ဒရှင်လက်အောက်မှာနေနေရတဲ့မြန်မာပြည်တွင်းကအမှုပညာရှင်တွေအစိုးတော်တွေဟာစစ်တပ်ရဲ့နှီးမျိုးစုံချင်းချောက်ပြီးအပေးမှုတွေကြားမှာ သူတို့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်ရွေးကောက်ပွဲဆိုင်ရာဝါရဖြန့်ဆိုင်ပုတ်တွေကင်ဆောင်ပြီးရိုက်ကူးရေးတွေလှုပ်ပေးနေရပါတယ်။အဲ့ဒီလိုအစိုးတော်တွေအနေနဲ့ရွေးကောက်ပွဲအတွက်ရိုက်ကူးရေးလှုပ်ပေးနေတယ်ဆိုတဲ့အကြောင်းကိုလည်းစတဲ့လာအောက်ခံရုပ်တံ line တွေအပါဝင်သူတို့ရဲ့ဝါရဖြန့် Telegram channel တွေမှာပါဖြန့်ဝေနေကြပါလေအဲ့ဒီလိုစစ်တပ်ကဝါရဖြန့်လာတဲ့အထက်အစိုးရအောင်လဝေလဖူကာရဲရင်အောင်နီနီခင်းစောမိဆန်ဒီအပါဝင်အစိုးရတော်တော်များများကိုထည့်သွင်းပြီးရိုက်ခိုင်းထားတာကိုလည်းတွေ့ရသလို ။နောက်ထပ်လည်းအဲ့ဒီလိုပဲအမှုပညာရှင်ပေါင်းများစွာဟာသူတို့စစ်တပ်ရဲ့ဝါရဖြန့်ရိုက်ကူးရေးတွေမှာပါဝင်လာဖို့ရှိတယ်ဆိုပြီးတော့လေစစ်တပ်ကကြေညာထားပါသေးတယ်။အဲ့ဒီလိုအချက်ဖက်စစ်တပ်ကသူတို့ရွေးကောက်ပွဲအတူကြီးအတွက်ဝါရဖြန့်ရိုက်ကူးရဲတွေကိုပူပေါင်းပါဝင်မှုအမှုပညာရှင်တွေကိုညှိနှိုင်းတဲ့အစင်မဟုတ်တော့ပဲချင်းချောက်ပီအားပေးပြီးရိုက်ခိုင်းနေတာဟာပြီးခဲ့တဲ့ရက်ပိုင်းတွေမှာဆိုရင်သူတို့စစ်တပ်ကလုံမဲ့ဝါရဖြန့်ရိုက်ကူးရဲအတွက်ငင်းဆန်နေလို့ဆိုပြီး နာမည်ကြီးမင်းသမီးဖွဲ့ဖွဲ့ကိုပြူးလင်ကရိုက်ကွဲမှာတွားရောက်ဖမ်းဆီးခေါ်ဆောင်ပြီးတော့အတင်းအကျပ်ပြားပေးခိုင်းစေမှုတွေလည်းရှိခဲ့ပါတယ်။ဒါအပြင်တစ်ဖက်မှာလည်းသူတို့စစ်တပ်ရဲ့ရွေးကောက်ပွဲအတူကြီးအတွက်အရင်ဆုံးရိုက်ကူးခဲ့တဲ့ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများအလိန်ညာဝါရဖြန့်ဇလန်းကိုလူမှုကွန်ရက်ကနေတဆင့်ဝေဖန်လို့ဆိုပြီးနာမည်ကြီးဒရိုက်တာမိုက်တီဒရိုက်တာစပူထွန်းတက်လွင်ဒရိုက်တာအောင်ချန်လူဇက်ပိုတျုပ်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာတာတျုပ်ဆောင်အုံတိုင်းတို့ကပါစစ်တကဖန်းစည်းခဲ့ပါသေးတယ် အဲ့ဒီလိုအမှုပညာရှင်တွေကိုဖမ်းဆီးပြပြီးသူတို့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်ဝါရဖြန့်ရိုက်ကူးရေးတွေလှုပ်ပေးဖို့ဖိအားပေးချင်းချောက်မှုတွေရှိခဲ့ပြီးတဲ့နောက်အခုလိုအစိုးရတွေကိုရွေးကောက်ပွဲဆိုင်ရာဝါရဖြန့်ရိုက်ကူးရေးတွေကိုစစ်တပ်ကထုတ်ပြန်လာတာပါအဲ့ဒီလိုအမှုပညာရှင်တွေကိုဖမ်းဆီးပြပြီးသူတို့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်ဝါရဖြန့်ရိုက်ကူးရေးတွေလှုပ်ပေးဖို့ဖိအားပေးချင်းချောက်မှုတွေရှိခဲ့ပြီးတဲ့နောက်အခုလိုအစိုးရတွေကရွေးကောက်ပွဲဆိုင်ရာဝါရဖြန့်ရိုက်ကူးရေးတွေလုပ်ပေးတဲ့အကြောင်းကိုစစ်တပ်ကထုတ်ပြန်လာတာပါလက်ရှိမှာတော့ အကျဉ်းဖတ်အာနာသိန်းစစ်တကနိုင်ငံရေးထွက်ပေါက်ဖြစ်ရွေးကောက်ပွဲအတုကိုဒီဇင်ဘာလတဲမှာကျင်းပဖို့စီစဉ်ထားပြီးအဲ့ဒီရွေးကောက်ပွဲအပေါ်ပြည်သူ68ရာခိုင်နှုန်းကအယုံကြည်မရှိတဲ့အကြောင်းကိုလည်းပြည်သူလှုပ်ရှားမှု platform ကကောက်ယူထားတဲ့စစ်တမ်းမှာဖော်ပြထားသလိုနိုင်ငံတကာကလည်းလက်မခံတဲ့အကြောင်းပြသထားတာဖြစ်ပါလိမ့်ခင်ဗျတဖက်မှာတော့ကရင်ပြည်နယ်မြောက်ပြည်မြို့နယ်ကရွှေကုတ်ကိုကြားဖြတ်လောင်းကစားမြို့တက်ကိုထူထောင်သူလဲဖြစ် အကြံဖက်စစ်တဲ့လက်အောက်ခံ BG ကောင်းဆောင်စောချစ်သူရဲ့ကိုးခွေရနိုင်ငံကရာဇဝတ်တရခန့်ကြားဖြန့်ကောင်းဆောင်ရှီကျင်ချန်းကိုထိုင်းနိုင်ငံကရပ်ပေါင်း90အတွင်းတရုတ်နိုင်ငံကိုလွှဲပြောင်းပေးတော့မှာဖြစ်တယ်လို့သိရပါတယ်။ဒါကတော့နိုဝင်ဘာလ10နေ့ဖြစ်တဲ့မနေ့ကပဲထိုင်းနိုင်ငံအယူခံတရားရုံးကနေအတီးပြုတ်ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။အဲ့ဒီအကြံဖက်စစ်တဲ့လက်အောက်ခံ BG ကောင်းဆောင်စောချစ်သူရဲ့ကိုးခွေရနိုင်ငံကရာဇဝတ်တရခန့်ကြားဖြန့်ကောင်းဆောင်ရှီကျင်ချန်းကို2022ခုနှစ်ဩဂုတ်လကပဲ ထိုင်းနိုင်ငံဘန်ကောက်မြို့အတွင်းမှာနိုင်ငံတကာရာဇဝတ်မှုတွေအပါအဝင်အွန်လိုင်းလောင်းစားလုပ်ငန်း200ကျော်ကိုတရားမဝင်လုတ်ကင်ခဲ့သူအဖြစ်ထိုင်းစိုးရကဖမ်းဆီးခဲ့တာဖြစ်ပြီးသူ့ကိုတရုတ်နိုင်ငံကလည်းကြားဖြတ်ငွေလေးလုပ်ငန်းတွေရဲ့အဓိကတရားခံအဖြစ်အလိုရှိနေတာပါတဖက်မှာလည်းတရုတ်နိုင်ငံကသူ့ကိုလွှဲပြောင်းပေးဖို့ထိုင်းနိုင်ငံကိုတောင်းဆိုနေတဲ့အတွက်ရပ်ပေါင်း90အတွင်းအဲ့ဒီကြားဖြတ်ခေါင်းဆောင်ရှီကျင်းဂျန်ကိုတရုတ်နိုင်ငံလက်ထက်လွှဲပြောင်းပေးတော့မှာဖြစ်တယ်လို့ထိုင်းနိုင်ငံအယူကန်တရားရုံးကနေအတည်ပြုလိုက်ပြီးအဲ့ဒီလွှဲပြောင်းရေးကိစ္စတွေကို ထိုင်းနဲ့တရုတ်အာဏာပိုင်တွေကြားပူးပေါင်းဆောင်ရွက်နေပြီဖြစ်တယ်လို့လည်းသိရပါတယ်။အဲ့ဒီနိုင်ငံတကာရာဇဝတ်တရားခံကြားဖြန့်ခေါင်းဆောင်ရှီကျင်ကျန်းဆိုသူဟာဒေယုနိုင်ငံသားနဲ့ကမ္ဘောဒီးယားနိုင်ငံသားအဖြစ်ခံယူထားသူဖြစ်ပြီးသူဟာထိုင်းမြန်မာနယ်စပ်မြန်မာနိုင်ငံဘက်အချမ်းကမြဝတီမြို့နယ်မှာရှိတဲ့ရွှေကုတ်ကိုကြားဖြန့်လောင်စာမြို့တစ်ကိုထူထောင်သူလည်းဖြစ်တဲ့အပြင်တဖက်ကကမ္ဘောဒီးယားနိုင်ငံမှာလဲကြားဖြတ်ငွေလိမ်လုပ်ငန်းတွေကိုတီထောင်ထားသူဖြစ်တယ်လို့သိရပါတယ်။တဖက်ကမြန်မာအကြက်ဖက်စစ်တပ်လက်အောက်ခံ BGF ကောင်းဆောင်စောချစ်သူကတော့ အဲ့ဒီသူကိုကိုရကြားဖြတ်ငွေလိန်လုပ်ငန်းတွေရဲ့ခေါင်းဆောင်ရှိချင်းချမ်းလွတ်မြောက်ရေးအတွက်ဆိုပြီးစူတောင်းပွဲတွေကိုပါသူထိန်းချုပ်ထားတဲ့ရွှေကုတ်ကူမြို့တက်မှာပဲပြီးခဲ့တဲ့2024ခုနှစ်အောက်ဂလပိုင်းကတည်းကကျင်းပပြုလုပ်ခဲ့တည်လို့အဲ့ဒီစူတောင်းပွဲကိုစောချစ်သူကိုတိုင်းမှာတက်ရောက်ပြီးတော့အဲ့ဒီနိုင်ငံတကာရာဇဝတ်တရားခံကြားဖြတ်ငွေလိန်ခေါင်းဆောင်ရှိချင်းချမ်းအမြန်ဆုံးလွတ်မြောက်ပါစေဆိုပြီးခက်တီတီနဲ့အခမ်းအနားနဲ့ကိုဝတ်ပြုစူတောင်းခဲ့သေးပြီမဲ့သူစူတောင်းတယ်လို့ဖြစ်မလာပဲ အခုတော့ထိုင်းနိုင်ငံကနေအဲ့ဒီကြပ်ဖြတ်ငွေလိန်ကောင်းဆောင်ရှိချင်းကျန်းကိုတရုတ်နိုင်ငံလက်ထက်ရပ်ပေါင်း90အတွင်လွှဲပြောင်းပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းမြို့နယ်ကမုံရွာမန္တလေးလက်မပေါ်မှာအကြမ်းဖက်စစ်တပ်ရဲ့လုံခြုံရေးယူပေးနေတဲ့စစ်သားတွေကိုတော်လိုင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ချေမှုမှုအတွင်စစ်တပ်ဘက်က10ဦးဝင်ကျင်ကတော့အတီးတီးတိတ်ကုန်ကြပြန်ပြီလို့လင်းယုံညီနောင်ပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့ စကိုင်းမြို့နယ်ကမုံရွာမန္တလေးလမ်းမပေါ်မှာပြီးခဲ့တဲ့လပိုင်းကပဲအချက်ဖက်စစ်တပ်ရဲ့နမခဒဲကိုစစ်အင်အားဖြည့်ဖို့တွားရောက်မဲ့ရင်တန်းအတွက်လုံခြုံရေးယူပေးနေတဲ့စစ်သားတွေကိုဒေါ်လိုင်းပူပေါင်းတပ်တွေကကြားပြတ်တိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စစ်တပ်ကဆယ်ဦးဝင်ကျင်ကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြီးစစ်သားမတအလောင်းတွေစီကနေလက်နက်တက်ကောက်ဖို့ကြိုးစားပြီးမြဲအခွင့်မတခဲ့ဘူးလို့လေလင်းုံကြီးလုံးပြောကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ် လက်ရှိစကိုင်းတိုင်းဘက်တွေမှာဒေါ်လာရင်းတွေထိန်းချုပ်ထားတဲ့နယ်မြေတွေနဲ့အချင်းဖက်စစ်တပ်ကထိန်းချုပ်ထားတဲ့မြို့ပေါ်နေရာတွေဆိုတာမျိုးနှစ်ဖက်ကွဲနေပြီးစစ်တပ်ကလည်းဒေါ်လာရင်းတွေထိန်းချုပ်ထားတဲ့နယ်မြေတွေကိုပြန်လည်လိုချင်နေတဲ့အတွက်စစ်ကြောင်းထိုးတာတွေရှိသလိုဒေါ်လာရင်းတွေကလည်းအဲ့ဒီလိုစစ်ကြောင်းတွေနဲ့အချင်းဖက်စစ်တပ်ရှိရာနေရာတွေကိုအခုလိုတံပြန်တိုက်ခိုက်မှုတွေရှိနေတယ်လို့လဲဒေတာတွင်သတင်းရှင်းမိကပြောထားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့ တင်းတိုင်းတိုင်းလောင်းလုံးမြို့နယ်မှာရှိတဲ့ညင်းမော်ချိတ်ဝါကိုအကြက်ဖက်စစ်တပ်ကစစ်ကြောင်းထိုးလာပြန်တဲ့အတွက်တော်လိုင်းတပ်တွေနဲ့တိုက်ပွဲတွေဖြစ်ပွားနေပြီးပြည်သူတွေကတော့ရွာလုံးကျွတ်တိန်ရှောင်နေရတယ်လို့တော်လိုင်းသတင်းရှင်းမြစ်ကရန်ကုန်ခေတ်တိကိုပြောပါတယ်ဒါကတော့နိုဝင်ဘာလ10ရက်နေ့ဖြစ်တဲ့မနေ့ကပဲလောင်းလုံးမြို့ပေါ်မှာတက်ဆွဲထားတဲ့အကြက်ဖက်စစ်တပ်စစ်ကြောင်းဟာညင်းမော်ချိတ်ဝါဘက်ကိုအင်အားအလုံးရင်းနဲ့ဝင်ရောက်လာတဲ့အတွက်တော်လိုင်းရဲတပ်တွေနဲ့တိုက်ပွဲတွေဖြစ်ပွားနေတယ်ဆိုပါတယ်လက်ရှိအချိန်ထိအကြက်ဖက်စစ်တပ်ကအဲ့ဒီညင်းမော်ချိတ်ဝါတဲမှာရှိနေသေးတဲ့အတွက် နှစ်ဖက်စီးရဲကဆက်လက်တင်းမာနေစေဖြစ်တယ်လို့တစ်ဖက်ကခြေရွာနေပြည်သူတွေကတော့ရွာလုံးကျွတ်တင်းရှောင်နေရတယ်လို့တော်လိုင်းသတင်းရင်းမြစ်ကပြောထားပါတယ်တစ်ဖက်မှာလည်းတင်းသားတိုင်းတရချောင်းမြို့နယ်မှာနိုဝင်ဘာလ9ရက်နေ့ကပဲချောင်းချောင်းခြေရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်လာပြီးနေအိမ်တွေကိုအကြောင်းမဲ့မိရှုပျက်စီးသွားတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့အချင်းဖက်စစ်တဲ့လက်အောက်ခံကလင်းမော်လိုက်အချင်းတောင်မှာထောင်ပိုင်းအောင်မိုးဝင်းဆိုသူနဲ့အချင်းဥစည်းအရာရှိဝန်တန်းတွေက အကျဉ်းသားတွေကိုအတုံးချပြီးတော့ငွေအကျေးရှာဖွေမှုတွေနဲ့လက်စားမှုတွေအကြီးအကျယ်ကျူးလွန်နေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ဗဟုဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကရန်ကုန်ခေတ်ကိုပြောပါတယ်လက်ရှိအဲ့ဒီမော်လိုက်အကျဉ်းတော်အတွင်းအကျဉ်းသားတွေကိုထောင်အာဏာပိုင်တွေကပရီဘောကပစ္စည်းထုတ်လုပ်ရေးတွေအတင်းအကျပ်ဖိအားပေးခိုင်းစေပြီးတော့အဲ့ဒီကထွက်တဲ့ပစ္စည်းတွေကိုပြန်လဲရောင်းချမှုတွေဟာတလောက်ကိုငွေကျပ်3900ဝန်းကျင်အ ਨੇ စုံရရှိနေပြီး အဲ့ဒီငွေတွေကိုထောင်ပိုင်အောင်မိုးဝင်းဆိုသူနဲ့အချင်းဦးစီးအရာရှိဝန်တန်းတွေကအဓိကခွဲယူကြတယ်ဆိုပါတယ်။ဒါကလာစင်အဲ့ဒီထောင်ပိုင်အောင်မိုးဝင်းနဲ့အဖွဲ့တွေရတဲ့ငွေဖြစ်တဲ့အပြင်တစ်ဖက်မှာလည်းထောင်တွင်းမှာပဲအချင်းသားတွေကိုအတုံးချပြီးတော့ထောင်တွင်းမွေးမြူရေးတွေနဲ့ထောင်တွင်းတားမြစ်ထားတဲ့ပစ္စည်းတွေကိုတရမွေရောင်းဝယ်ပြီးအချင်းသားတွေစီကနေမတမာတဲ့နီးနဲ့ငွေကြေးရှာဖွေမှုတွေအပါအဝင်လက်စားမှုတွေကိုလည်းအဲ့ဒီထောင်ပိုင်အောင်မိုးဝင်းဆိုသူနဲ့အချင်းဦးစီးအရာရှိဝန်ထမ်းတွေက အကြည့်အကျဲကျူးလွန်နေကြတယ်လို့ PPNM ရဲ့ဗဟုဥဆောင်ကော်မတီဝင်ကိုတိုက်ထုံးကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်းခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ